ားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့မြေပြင်ရှည်တန်းတနေရာရောက်နေတယ်လို့ပြောလို့ရပါတယ်ကျွန်တော်ဒီနေ့ပြောချင်တာကတကယ်တော့အခုဒီရက်ပိုင်းနေဒီလပိုင်းနေမှာဒီကျွန်တော်တို့ရဲ့မြေပြင်မှာရှိနေတဲ့ရှည်တန်းစေယုံစေကန်းတွေရောနောက်တန်းစေယုံစေကန်းတွေရောကိုဘုံကျဲတိုက်ခိုက်ခံနေရတယ်ဆရာဝန်တွေသူနာပြုတီကို ရွေတဲ့ရှိရှိနဲ့ဆေးရုံဆေးခန်းတွေကိုရွေတဲ့ရှိရှိနဲ့ဘုံကျဲတိုက်ခိုက်ဖြစ်စီခံနေရပါတယ်မြန်မာနိုင်ငံမှာဒီအကျံဖက်ဖက်စစ်စစ်တပ်ဟာအဲဆရာဝန်တွေသူနာပြုတွေအကျံမှာရေဆောက်ရှောက်တဲ့သူတွေကိုရွေကျဲရှိရှိတိုက်ခိုက်တပ်ဖြတ်နေတာဖြစ်ပါတယ်ဒါကြောင့်အရင်တော့ကတော့ကျွန်တော်တို့တွေ လုံးကြုံနဲ့နာတော်ရဲတောင်းနေမှာစီတန်းစေယုံစီကန်းနေနဲ့နောက်အခြေချစေယုံစီကန်းနေကိုဒီဆောက်ပြီးတော့စီကူတာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ဒီအချိန်မှာအခုလိုမျိုးဒီဧဘရမေနလအတွင်းမှာတိုက်ခိုက်မှုတွေပိုပြီးတော့များလာပြီးစေယုံစီကန်းနေအတွက်လုံးကြုံမှုမရှိတော့တဲ့အတွက်ကျွန်တော်တို့ဒီအခုချိန်မှာ underground မြေအောက်စေယုံစီကန်းနေဘုံကျဲတံခံနိုင်တဲ့ ပေါင်900တထောင်ဘုံနေကျဲတဲ့တံကိုခတ်နိုင်တဲ့ညီအောင်စေးုံစည်းကမ်းနေစောက်ဖို့လိုပါလာပါတယ်။ဒါကြောင့်ဒီဟာကိုပြည်တွင်ပြည်ပမြန်မာပြည်သူများအနေနဲ့နိုင်ငံတကာလူရှင်များအနေနဲ့ဒီညီအောင်စေးုံစည်းကမ်းများဘုံကျဲတံခတ်နိုင်တဲ့စေးုံစည်းကမ်းများဒီဆောက်ဖို့အတွက်ကူညီကြဖို့ကျွန်တော်အနေနဲ့ဒီနေရာမှာတိုက်တွန်းလိုပါတယ်တကယ်တော့ ဈေးကူတနေကြတယ်ဆရာဝန်ဆရာမအဲဒုနာပြုများကဘာပေါ်မှာအန္တရာယ်အများဆုံးနိုင်ငံတစ်ခုမှာအလုပ်လုပ်နေရတာဖြစ်ပါတယ်သူတို့တွေလုံးကြုံစိတ်ချသွားဈေးကူတမှုပြီးနိုင်ဖို့အတွက်သူတို့တွေလုံးကြုံစိတ်ချသွားအနာယူနိုင်ဖို့အတွက်ကျွန်တော်တို့မှာဘုံကျဲတံခံနိုင်တဲ့ဈေးယုံဈေးကန်းတွေလိုအပ်ပါတယ်ဘုံကျဲတံခံနိုင်တဲ့ မြေအောက်ဈေးယုံဈေးကံများတိဆောက်ဖို့လိုအပ်ပါတယ်ဒါကြောင့်ဒါကိုဝိုင်းဝန်းကွညီကြပါလို့ကျွန်တော်အနေနဲ့အားလုံးကိုဒီနေရာကနေတိုက်တွန်းလို့ဆိုလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါ